စမှုဆောင်ကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ကလျှက်စစ်မိပိုင်းကိုအရင်ဆုံးဖြည့်ရှင်းပေးဖို့လိုတယ်လို့နှိုင်းသားရစမှုဆောင်ဥက္ကဋ္ဌကပြောပါတယ်။ခင်းင်းဖြူဆိုးသတင်းပေးပို့ထားပါတယ်ရှင်။လက်ရှိမှာဖြစ်ပေါ်နေတဲ့အဲနီညိုရာသီဥတုဖြစ်စဉ်ကြောင့်မြန်မာနိုင်ငံတဝန်းလုံးမှာလိုအပ်တာထက်ကျော်လွန်ပြီးအပူချိန်လွန်ကဲမှုတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်ကပြောကြားထားတာပါ။အဲ့လိုအပူချိန်လွန်ကဲမှုတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းဝင်မှာလောက်ကင်နေတဲ့လုပ်သားတွေကိုအပူချိန်မြင်မာတဲ့အချိန်တွေမှာအလုံးမလုံဖို့အတွက်အစည်းအဝေးချမှတ်တာတွေရှိတယ်လို့လုပ်ငန်းရှင်ချို့ကပြောဆိုခဲ့ပါတယ်။ နှိမ့်နိုင်ပြီးတော့တို့လုပ်ချင်းဘယ်လိုတတ်မှတ်ပေးထားလဲဆိုမနေ့ဆောဆောစပါဆိုပြီးတော့6နာရီစခိုင်းတယ်စပြီး7နာရီ7နာရီခွဲတော့မှ break လုပ် break လုပ်ပြီးတော့နားနေနေအနာယူတမင်စာပါเนาะနားယူနားယူပြီးတော့2နာရီခွဲ3နာရီလောက်မှပြန်စပါညနေကြာလို့ရှိနေ3နာရီရန်နေပြီးတော့6နာရီခွဲလောက်ထိပေါ့เนาะ4နာရီလောက်ပေါ့အလုပ်လုပ်ချင်း4နာရီလောက်ရအောင်ပေါ့မနေ့ပိုင်း4နာရီလောက်ညနေပိုင်း၄နာရီလောက်ဘောင်း၈နာရီပေါ့အဲ့လောက်လောက်ရအောင်ညနေပိုင်းမှာလဲနောက်ကြမှာစပြီးတော့ အလုတ်ကိုပုံမှန်9နာရီလောက်တိမ့်တာကို6နာရီ6နာရီခွဲလောက်မှတိမ့်ပါပေါ့အလုတ်ချင်းတွေညှိပေးထားတယ်အဲ့လိုလေးဆိုတော့ညွှန်ကြားပေးထားတယ်အဓိကအလုတ်ချင်းဟုတ်လုပ်ငန်းဝင်တွေမှာလောက်ကိုင်းနေတဲ့လုပ်သားတွေကိုလည်းအပူချိန်ပြင်းတဲ့အချိန်တွေကိုနှားခိုးဖို့အတွက်နေရာတွေလိုအပ်တဲ့စေဝါတွေပြင်အခြားလိုအပ်တာတွေကိုလည်းလုပ်ငန်းဝင်ကြီးကြပ်ရေးမှူးကစောင့်ကြည့်ကြက်မှတ်ပေးတယ်လို့ဆိုပါတယ်။နားနေကြောင်းနဲ့ထားပေးတာတော့ကျွန်တော်ကလုပ်သမားတွေကလူလူတွေဖြစ်တဲ့အတွက်ကြောင့်တို့ကိုဟောပုံစံတိုင်းမှာထားပေးရတယ်။တို့ညာဘက်အိတ်တဲ့ခါမျိုးမှာလည်းခြင်မကိုက်အောင်တို့ခြင်တော်တွေထောင်လိုက်တာအစကျွန်တော်က ြည်ကြပ်ပြီးတော့ထားပြီးသားပါလေကတောက်ရီကတော့ကျွန်တော်တို့တွင်းရီတွေခုနေ့နေမတိုက်ဘူးပြကျွန်တော်တို့ရေသန့်ဘူးကြီးတွေပဲဝယ်တိုက်ပါလေဗျာဒီနေ့တော့ငါးဘူးခြောက်ဘူးတော့ပုံတော့ရေသန့်ဘူးကြီးတွေလောက်သားတွေအနေနဲ့ကလည်းသတ်မှတ်ထားတဲ့စီကံချက်တွေတိုင်းအပူတန်ခံနိုင်မဲ့အရာတွေဝတ်ဆင်ပြီးအလုပ်လုပ်ကင်လာကြပါတယ်နော်နေပူတန်ခံနိုင်အောင်အိမ်လက်ရှိဝတ်တယ်အုတ်ထုတ်ဆောင်တယ်ဒီဘက်နေအေးတဲ့အချိန်မှာလုပ်ငန်းစတယ်ဒီကိစ္စကငနာကွဲမှာဆင်ရပြီမိနစ်6နာရီလောက်သိမ်းတယ်ကာဝယ်ကတော့အုတ်ထုတ်ဆောင်တယ်လက်ရှိဝတ် ဇာတိဥတုပြင်းတဲ့အတွက်ကျမရေးဆိုင်ရာပြဿနာတွေ၊စိုက်ပျိုးရေးဆိုင်ရာပြဿနာတွေ၊စီးပွားရေးဆိုင်ရာပြဿနာတွေ၊လူမှုရေးဆိုင်ရာပြဿနာတွေမြောက်များစွာဖြစ်ပေါ်နိုင်တဲ့အတွက်တတိထားဖို့လိုအပ်တယ်လို့လည်းအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။ကျမကတော့နည်းနည်းပါရှင်း